ီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တက္ကောခေါ်တဲ့ online magazine တွင် ဖော်ပြထားတယ်။ဆရာကျော်လင်းညိုရေးသားထားတဲ့ကျွန်တော်မျက်နှာမိသောဒေစီပန်းကလေးဆိုတဲ့အဆေးပဲဖြစ်ပါတယ်။ကျွန်တော်မျက်နှာမိသောဒေစီပန်းကလေးတိတိကျကျပြောရရင် လူတက်တန်းမှာအသက်30ပြည့်လူပြည့်ခင် အချိန်မှာပင်သူမနဲ့ စတင်တွေ့ခဲ့ခြင်းဖြစ်ပါသည်ဒီတကားအချစ်နှစ်ထိတွေ့မှုက ကိုရီးယားကမဆန်တယ်လို့ကဗျာလည်းမဆန်ခဲ့ပါဒီတကားလို့ပြောရခြင်းက तू မနဲ့မတွေ့မီအချိန်မှာကျွန်တော်တွင်လက်ထက်မီဟုယေရှုပြီးမှလမ်းခွဲရသောချစ်သူကြီးသားဟောင်းရှိခဲ့ဘူးသောကြောင့်ဖြစ်ပါသည်အရင်ကြီးစားနေပြက်စဲခါစားအသက်ကွယ်နေချိန်မှာ မင်းအောင်လိုင်ကအာနာထသိမ့်လိုက်သဖြင့်အသက်ကွက်နေသည့်အချိန်မှာဒေါသများကိုမင်းအောင်လိုင်စီသာပုံချခဲ့သည်တော်လန်၏ကာလအတွင်းမှာလည်းအကြောင်းကြောင်းဖြင့်အချစ်သည့်မရှာဖြစ်ခဲ့ အလုတ်သေးသာစိတ်နှင့်ပုံချထားခဲ့သည်နေစာဒူဝအလုတ်များကို ဖြတ်တန်းရင်းလင်းရင်လာတိုင်း အသက်လူပြေးနေရသည့်ကြားမှာမိသားစုဆိုသည့်အရာလေးကို တောင်းတမိပြန်သည်ပျော်စရာမိသားစုဘဝလေးတိဆောက်ခြင်းသည်တမီးလေးမွေးမီတမီးလေး၏သဘင်အရှိကြီးကိုကြက်စံမီကြပေးပြီးပန်းနေပန်ပေးမီညနေနေဝင်ရိုးရီတွင်မိသားစုနှင့်အတူ နေဝင်သည်ကို ငေးကြည့်မီ လူသားတွေကလူသားပင်မို့မိသားစုဘဝလေးဖြင့် ငင်းချမ်းသောဘဝတွင် နေခြင်းမသည်သည်တော်လန်ရင်းနှင့်ဆက်နွယ်သောကဗျာရသဆောင်ပါတို့ကိုမဂဇင်းအချို့တွင် ရေးဖြစ်သည်ငကူကပင်ကဗျာယူစာယူဆိုတော့စိတ်ကူးရင်မိတီမှာလဲကဗျာဆန်းဆန်းစိတ်ကူးရင်မိတီပဲလေဒီလိုနဲ့ကဗျာအတူစာလေးတွေရေးရင်းနှင့်ပင်ကဗျာများကိုနှစ်သက်သဘောကျသော သူမနဲ့တွေ့ဆုံခဲ့ခြင်းဖြစ်သည်တကယ်တော့ခေါင်းစဉ်မှာတတ်ထားသလိုသူမသည်ဒေစီပန်းလေးနဲ့မတူပါသူမသည်အယံမြင့်မြင့်တောင်ကောင်းကောင်းနဲ့အမျိုးသမီးတဦးဖြစ်ပါသည်ကြ བྱ ာဆရာဤစိတ်ကူးရင်ဇက်ကောင်ကဲ့သို့အားနွယ်သော အမှုအရာချစ်စရာကောင်းသောမျိုးလုံးဝိုင်းလေးနဲ့ကြောင်းယုံအငငယ်တတ်သူတဦးလဲမဟုတ်ပါ တိကျပြသားသည် ဆုံးဖြတ်ချက်နှင့်မှန်သည်ထင်ရင် မြစ်သည့်အရာမဆိုရင်ဆိုင်ဝင့်သူတူဖြစ်ပါသည်မမရရာချစ်သူတွေမဖြစ်ခင်အချိန်က သူမဖတ်ဖို့ပေးဖို့ဖြစ်သည်ကြပြတော်တော်များများကဆရာတရားမင်းဝေဆရာစန်းကျော်စာဝင်စသည်တို့ဖြစ်သည် စိတ်တက်ခိုင်မာပြသားသူ အမျိုးသမီးလေးကိုနှုတ်ရလာအောင် ရင်ခုန်တက်လာအောင် ကဗျာများက စွန့်ဆောင်ပေးခဲ့ပါသည်ဖုန်းလိုင်းအင်တာနက်အခက်အခဲတို့ကြောင့်မှလွဲရင် အချိန်များများ အပြန်အလှန်ဖုံးပြောပစ်ခဲ့ကြသည်ဆယ်ကျော်သက်အရွယ်ရင်ခုန်သားမနှုမနှက်အရွယ်တို့မဟုတ်သည်ကြောင့်ဘဝအတွက်မိသားစုအတွက်လေးနက်စွာ တိုင်ပင်ခဲ့ကြသည် တော်လရင်အလွန်ကာလတွင် အခြေချနေထိုင်ပြီးအသေးစိတ်အကြောင်းအရာတွေအထိပါ တိုင်ပင်ရင်ဘဝမှာပို၍အတိတ်ပဲရှိလာခဲ့ပါသည်တော်လန်ရဲ့အတွက်မိသားစုဆွေမျိုးအတိုင်းဝိုင်းကိုကြောက်ခိုင်းဆွတ်လုခဲ့သူတယောက်အတွက်အတိတ်ပဲရှိသောခုနာရာအိမ်ဟုမိတွေရာနေရာလေးတစ်ခုတော့မမတ်မောမောလူကျင်လာပါသည်အ мян ဆုံးတော်လန်ရဲ့အောင်မြင်ခြင်းပါသည်အလုတ်တွေလဲအာဂျိုမန်တက်စ조사လောက်ကရင် ချစ်တော်သူနဲ့လည်းနှီးကျင်လာပါသည်ဤစစ်ကြီးပြည်လင်ငြိမ်ချမ်းသောကျဉ်လက်မြေတစ်ခု၌ချစ်တော်သူနဲ့အတူမခွဲမခွာနေလိုပါသည်ယခုတော့ဖြင့်ဝိနေချိန်များကိုစ조사ဖြတ်ကျော်ရပါဦးမည်ဆရာတူဤစာသားအတိုင်းပြောရလျင်ဖြင့်စစ်ကြီးလည်းပြီးလိုပါသည်အချစ်ခီးလည်းနီးလိုပါသည် တရားတော်စစ်စင်နွဲနေသူအလုံးဓမ္မဘတ်တော်သားများအလုံးချစ်တော်သူတိုင်းညာ၍ညာတော်သူတိုင်းချစ်နိုင်ကြပါစေကျော်လင်းညို့